အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးသူအင်ဂျင်ကတာကြီးသာထားတဲ့နှင်းချယ်ရီဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။နှင်းချယ်ရီဆ ्याम နေကောင်းလား။တနေ့နဲ့နဲ့အလုတ်စပွဲမှာထိုင်နေတော့ရင်းရင်းနှီးနှီးနှုတ်ဆက်တန်းကြားလို့မော်ကြည့်လိုက်တော့ပန်းရောင်ဝမ်းစက်နဲ့မိမချော်လေးတယောက် အပြေးအလွှာစဉ်းစားနေတဲ့ကိုကိုကြည့်ပြီးပြုံးရံတန်သွားတော့သူမရဲ့ညာဘက်ကစပယ်တင်မှိတ်ကလေးပေါ်လွင်သွားတယ်။ဆ ्याम ာတမိကောင်မမှတ်မိဘူးလား။နှင်းချယ်ရီလား။သူမကကျင်းတဲ့အပြုံနဲ့ဆ ्याम ာကသာမှတ်မိတာ။တချို့ကမမှတ်မိဘူးတဲ့။တို့လည်းတမိပါကမှိတ်ကလေးမြင်လို့မှတ်မိသွားတာ။တမိကဝလဲဝလာတယ်၊လှလဲလှလာတယ်။ သူမကမြင့်မြင့်ခင်မုတ်ကလမဲနှစ်ထုပ်စပွဲပေါ်တင်ပြီးဒါဆိုရင်တမိလာရကျိုးနှက်သွားပြီခုမနဲ့ရောက်ရောက်ချင်းရေချိုးပြီးဆ iam မကြိုက်တဲ့မုတ်ကလမဲလာပြီးတာသူ့အဖွာမန္တလေးမြို့ကြီးကိုဆေးကုသွားရင် ကို့ကို မုတ်ကလမဲအိမ်ပြန်လက်ဆောင်ပေးနေကြကို သူမအမှတ်ရနေစေတမိပေါင်ချင်းဖြစ်သေးလားနောက်ဆုံးချိန်တာဘယ်နှပေါင်လဲဒီမပြန်ခင်ဟိုမှာချိန်ခဲ့တာ130 တမီးဒီဆေးတွေမစားခင်ကတရားတပောင်မဟုတ်လားအဲ့တော့ကိုးပောင်တက်ခဲ့တာပဲဒါကြောင့်သူများတွေမမှတ်မိဘူးပြောကြတာဟုတ်တယ်ခုကဝတ်ဖြစ်နေပြီပိန်တော့ကကျင်းထားတဲ့အင်ကြီးချုံရိုးတွေအကုန်ပြန်ဖြစ်ရတယ်အစ်စ်တွေလည်းဝယ်ဖြစ်တယ်ပြုံးရင်နေတဲ့နှင်းချက်တွေကအပြစ်ကင်းစင်တဲ့ကလေးငယ်လိုချစ်စပွဲတမီးမျိုးကိုပြောင်းသွားတော့ဒို့တော်နှုတ်မဆက်သွားဘူးနော် တမီးလဲပြောင်းရမှာလားထွက်ရမှာလားဘာလို့ရမှာမသိဘူးအဖွားကလည်းမပြောင်းစေချင်ဘူးနောက်တော့ဝေးလေကောင်းလေဆိုပြီးစွန့်စားလိုက်တာဝေးလေကောင်းလေဆိုတဲ့သူ့စကားအတိတ်ပဲကို ကျမမသိနောက်ကျမမေးရအောင်မယ်လို့တေးထားလိုက်သည်တမီးဒီမှာဘယ်နှရက်လောက်ကြာမလဲခရစ်စမတ်နဲ့ပိတ်ရက်တွေဆက်သွားတော့၁၀ရက်လောက်တော့ကြာမှာပါဟိုကိုပြောင်းသွားခဲ့တာဘယ်လောက်ကြာပြီလဲနှစ်နဲ့ အဲ့မှာဆေးထုတ်ရတာအဆင်ပြေလားခုဆေးစားနေတာဘယ်လောက်ကြာပြီလဲပြေးတယ်ဆရာမဆေးစားတာကတော့၃နှစ်ပြေတော့မယ်ဩအဲ့လောက်တော့ကြာသွားပြီလားစံစားမမတွေ့ရတာဝမ်းသာတယ်ကွယ်မပြန်ခင်လာလေအောင်တော့တမီးဟုတ်ဆရာမအချိုးအဆက်ပြေပြပြီးနာမည်လဲလှလူလဲလှတဲ့နှင်းချယ်ရီဒီမိန်းမချောလေးကိုယောဂတယ်လို့ထင်ရဆရာမရှိဘူး ို့မှလွန်ခဲ့တဲ့၃နှစ်ခန့်ကမလှပတဲ့သူမဘဝကို ပြန်ပြောင်းတည်ရလျက်လွန်ခဲ့တဲ့၃နှစ်နနက်ခင်းတခုလူနာရှင်းချိန်မှာဆာမတမိအားစစ်ထိုးချင်လို့သူ့အဖွားကိုစေခံလိုက်ပို့နေကြကလေးမနှင်းချယ်ရီသူ့အဖွားကြားမသွားလို့လားမသိမပေါ်လာတာအတော်ကြာသူမကပိန်ပိန်ပါပါမျက်နှာကြပုံလဲလှမျက်ခုံးမျက်လုံးလဲလှ နာရန်ပေါ်နှုတ်ခမ်းပါလေးနဲ့ညာဖက်ပါကမုံညင်းစိခံမဲနဲ့တဲ့စပယ်တင်မဲ့လေးကအတန်းပြပြဖြူဖြူဆိုဒီထက်ပိုလာမဲ့ရုပ်ကလေးရောင်းလို့တဲ့ပင်မလွတ်လာသမီးအလုတ်ကတော့ပုံမှန်ပါပဲဒါပေမဲ့သမီးညောင်းပြော့ပြီးအားမရှိသလိုပဲအားဆေးတွေဝဲတော့လည်းမထူးခြားဘူးပိန်လဲပိန်သွားနေတော့သမီးအဖွားနဲ့အတူနေတော့အဖွားစီကတီဗီရောဂါကူးမှဆိုရတယ် ဟုတ်များဟုတ်မလားမသိဘူးတမိချောင်းလဲဆိုတယ်သူ့အဖွားကတော့ DOTS TV ကုထုံကြောက်လာစာစားပြီးကြားမှသွားခဲ့ပြီတို့ပေမဲ့ TV ယောဂမှန်မသိခင်က အတူနေမိသားစုဘယ်နှယောက်ကူးဆက်ပြီးပြလဲမသိဖျားကောမဖျားဘူးလားနည်းနည်းဖျားတယ်လို့ပဲထမင်းစားခြင်းစိတ်လည်းမရှိဘူးသူမကိုစမ်းသပ်စစ်ဆေးကြည့်ပြီးတော့အဖျားကတရားနှစ်တောင်ရှိတယ် ။သမီးလဲပင်နှစ်ဖက်လုံးမှာအကျိတ်တွေလည်းရှိတယ်။သမီးတီလား။တိတယ်။တနခါလဲရင်စမ်းမိတာ။တီဗီယောဂတဲ့အများစုဟာညနေဖယ်ညဖက်ကြမှာငွေငွေဖြားတက်တယ်။နှင်းချက်တွေကတော့နှိတ်ခင်းအောင်ဖြားနေပါလား။ตาနဲ့ရဲ့အကျိတ်တွေကလည်းညလိုက်တာ။တီဗီကျိတ်လားတခြားယောဂအကျိတ်တွေလား။ဒီကောလာသမီးပေါင်ချိန်ကြည့်ရအောင်သမီးရင်ကပေါင်ချိန်ကိုမှတ်မိလား မှတ်မိတယ်တရားရှင်ခုကတရားတပောင်းခုနှစ်ပောင်းတော့ကြနေတယ်နော်အင်ကြီးတွေခြောင်းသွားမှာပေါ့ဟုတ်တယ်တမီးကိုသူများတွေကပိန်လိုက်တာဝင်းမချနဲ့တော့လို့ပြောကြတယ်ဝမ်းရှောဝမ်းပြက်ဖြစ်သလားတမီးအစာမရင်တော့နည်းနည်းဖြစ်တယ်ဓာခွဲခါမှာယောဂရှာဖွေစစ်ဆေးမယ်နော်တမီးတလိပ်စီရင်အဆုတ်တွေကချွဲကိုရအောင်ဟတ်ထုတ်ပြီးတဲ့တတွေးတွေမထဲနဲ့ရင်ကောင်းတမ်းမှန်လဲရရမယ် သူမကိုဖွင့်မပြောပေမဲ့ကိုယ်စိတ်ထဲပူမိတယ်။စုလည်းတောင်းမိတယ်။အသက်29နှစ်အပြိုလေးသွေးချိုတော့မတက်ဘူး။ TV ရောဂါတမျိုးတည်းဆိုတော့သေး။ AIDS တွေဘာတွေမဖြစ်ပါစေနဲ့။နောက်တနေ့မှနှင်းဆက်ရီကဓာခွဲအဖြစ်နဲ့ဓာမှန်လာပြတယ်။ဓာခွဲအဖြစ်တွေကတလိမ့်မှ TV ပေါ်တွေ့တယ်။သွေးစစ်တော့ HIV တွေ့တယ်။ TV ရော AIDS ရောဂါကြီးနှမျိုးသိချသွားပြီ။စိတ်မကောင်းစရာ ရင်ကောင်းတမ်းမှန်ကလည်းအဆုတ်နှစ်ဖက်လုံး TV အဆက်အပြောင်းတွင်နေ။နှင်းကြရီကဌာနတစ်ခုကဝန်ထမ်းရိုးရိုးတသားအေးအေးဆေးဆေး။ဆက်ကော့လက်ကော့မဟုတ်ပါပဲ HIV ပိုးကိုဘဲကရခဲ့တာလေ။မွေးရည်ဆေးဝါးတုံးသူလည်းမဟုတ်ဒုက္ခနာကိုမှတက်တူးမရှိ။လိုင်စင်မဲ့အရက်ဆရာတွေနဲ့ဆေးထုတ်ခဲ့ဖို့သလား။ရခင်ကသွေးသွင်းခဲ့ရဖို့သလား။ HIV ပိုးကူးစက်မှုနည်းလမ်းတွေကိုမေးပေမဲ့အဖြစ်မပေါ်သေး။ ။တမီးကငယ်ကလေးကအဖွားနဲ့နေတာလား။တမီးရဲ့မိဘတွေရော။တမီးရဲ့မိဘတွေကတမီး၃လနှစ်တမီးအရွယ်တည်းကဆုံသွားခဲ့ကြတာ။သူတို့မျက်နှာကိုတော့တမီးမမှတ်မိဘူး။အဖေကအရင်ဆုံးတာတဲ့။ဘာရောကလည်းတော့အဖွားကမပြောဘူး။မော်ရဲကရခဲ့တာတဲ့။ဖြစ်နိုင်ချေတော့မှန်လို့ရပြီ။နှင်းချယ်ရီတယောက်မိခင်ထံမှ HIV ပိုးကူးစက်ခံရပြီး AIDS ရောဂါဖြစ်ရရှာပြီး ကွယ်လွန်သူမိဘနှစ်ပါးအားသူတို့ရင်သွေးကိုရောဂါအမွေပေးခဲ့မိပြီဆိုတာသိကြမယ်မထင်။ဒို့ပေမဲ့သူမရဲ့မိဘများကို အပြစ်မဆိုသာသူတို့မှာကြားမရည်အသိပညာအသာထားလို့အတိုင်းပညာတော်ပဲအစင်းလောက်နဲ့ရက်ခဲကြရတယ်မသိ။ကိုမာသူမကိုဓာခွဲဓာမှန်စစ်စစ်ချက်အဖြစ်ရရှင်းပြရင်စိတ်ဓာတ်မကြသွားအောင် နှစ်သိမ့်ဆွေးနွေးရင်အားပေးခြင်းပေါ့သူမကကိုစိုးရိမ်ပြီးတလောက်မတုံ့လှုပ်ပဲသူမတိချင်တာကိုမီးတယ် ။တမိအဝေးတင်ဆိုင်မဲဝဲသွားဖြစ်တော့တခါနဲ့အတူနေတဲ့တငယ်ချင်းရဲ့အင်းကြီးလုံကြီးတွေဝုတ်ခဲ့ဘူးတယ်။အဲဒါကြောင့်ကူးတာမဖြစ်နိုင်ဘူးလားဆရာမ။သူ့မှာယောဂရှိရှိရှိမှနော်။ HIV ပိုးကအဲ့လိုလွယ်လွယ်မကူးဘူးသမီး။သွေးနဲ့လိန်အင်ကာကအဓိကကူးစက်မှုနည်းလမ်းပဲ။မွေးရည်ဆေးဝါးထိုးသူတွေကတော့ဆေးထိုးအပ်ကိုမျှဝေသုံးဆွဲလို့ကူးကြတာပေါ့။သမီးကတော့သမီးရဲ့မမေစီကယောဂရခဲ့တာဖြစ်နိုင်ပါတယ်။ ဟုတ်မလားမသိဘူး။တမီးငငယ်ကလေးကချူချာတယ်။အဖွားကစေခံခဏခဏပို့ပေးရတာတမီးမှတ်မိတယ်။နောက်တော့အဖွားကပါရာနဲ့မန်းစေးကိုမပြက်အောင်ဆောင်ထားလိုက်တယ်။အဲ့ဒီတုန်းကသွေးမစစ်ဘူးလား။ငါပြားနဲ့သွေးလုံတကွေးစစ်တာလို့အဖွားပြောဘူးတယ်။နည်းနည်းကြီးလာတော့ဖျားတိုင်းစေခံမသွားတော့ဘူး။အဖွားကပယုတ်လင်ငန်းစေးတိုက်လိုက်ပါရာတိုက်လိုက်ဆက်စေးတွေတိုက်လိုက်ချွေးထွက်ရင်တက်တာသွားတာပဲ။ ဒါပေမဲ့အဲ့ဒါကတောက်တုံခဏချွေးထွက်ပြီးအပူကျုံမဲ့သမီးတကယ်အဖျားယောဂပျောက်စေကတသက်လေသမီးတို့ကတော့အဲ့ဒီလိုမသိပါဘူးဆရာမရဲ့ချွေးထွက်ရင်ပျောက်တယ်ထင်တာပဲတော်ယုံဆိုအဖွားကိုတော့မပြောတော့ဘူးကိုဟာကိုပဲတောက်ပလိုက်တယ်အရှိုင်ဗီပိုရှိပြီးကိုခန်အားကြနေတဲ့နှင်းချယ်ရီဟာအဖွားစီကတီဗီပိုကူးဆက်ခံရဖို့လွယ်သွားတယ်။ယောဂကြီးနှမျိုးပေါင်းလိုက်တော့ အစင်းမှာဘိန်းတက်ပေးလိုက်သလိုအဖျားကမပြောက်တဲ့ပိန်ကက်ကန်းကို့မှာဆိုက်လွတ်သလိုတွင်ငင်းနေတဲ့သူမကိုစိတ်သက်သာအောင်အားပေးရတယ်။ယောဂတွေ့တယ်ဆိုပြီးမကြောက်နဲ့တော့သမီး။ TV ရော AIDS ရောယောဂနှမျိုးလုံးအတွက်ဆေးတွေဒီဆေးရုံကြီးမှာအခမဲ့ရတယ်။သမီးဆေးမှန်မှန်တောက်ရင်တနေ့တခြားကြားမဝဖြူလာမှာတိလား။ TV ဆေးကအဖွားလို6လပဲလာဆရာမ အများစုကတော့6လနဲ့ပြောက်ကြတယ်။ဒါပေမဲ့တလိပ်ပြန်စစ်လို့ပိုးမကုန်ရင်တော့ပိုးကုန်တဲ့အထိဆက်တော့ရတယ်။စေးလုံးဝပြတ်လို့မရဘူး။သူများကိုမကူဆက်အောင်မတ်စတက်ရမယ်။တမီးကတော့ကိုယောဂါပြောက်ချင်လို့စေးကိုတေချာတောက်မှာပါ။ဒါပေမဲ့စေးပတ်မပြည့်ခင်စေးရုံမှာစေးပြတ်သွားမှာဆိုတာ။အဲ့ဒါတော့မပူနဲ့။ဒီမှာမရရင်နီးစက်ရမြို့ကြီးတွေကိုဒီစေးရုံက လွှဲစာနဲ့သွားထုတ်ရင်ရတယ်။ AIDS အတွက်ကဘယ်လောက်ကြာကြာတောင်းရမှာလဲဆရာမ။သူကတော့ယာတပ်ပန်တောင်းရမှာသမီး။ ART လို့ခေါ်တယ်။ဆေးကိုရက်မပြတ်အချိန်မှန်တောင်းမယ်လို့စိတ်ချယုံကြည်သူဆေးကျွေးတင့်သူကိုသာဆေးထုတ်ပေးမှာ။ဒီဆေးရုံမှာဆေးပြည့်ရင်ခုခံကြနဲ့ကာလာသားယောဂတိုက်ဖြည့်ရေးဌာနရှိတဲ့မြို့မှာဒီကလွှဲစာနဲ့သွားထုတ်ရမယ်။စေယုံကြီးကတာဝန်ခံဆရာဝန်လူနာလွှဲပြောင်းစာရေးပေးပြီးတော့ မီးတီးချင်တာရရှိရင်အမထက်မေးပေါ့ရုံရုံကြည်ကြည်နဲ့ဆရာဝန်ညွှန်ကြားတဲ့အတိုင်းမှတ်မှတ်တော့နော်တမီးခုခီရောက်မဆိုင်ကိုကိုလာနှုတ်ဆက်တဲ့နှင်းချယ်ရီကလူမမာရုံမပေါတော့နှင်းရဆန်းတဲ့ချယ်ရီပန်းလေးလိုစိုးပြေလန်းဆန်းသူမကိုယောဂရှောက်ဖွေပေးခဲ့ရကြိုးနဲ့ပေးစွာသူမရဲ့အားလေးရက်တွေ ကုံဆုံးချိန်မှာတော့တမီးမနဲ့ပြန်ပြန်မလို့ဆရာမ။အော်အဖွားကတော့ပြင်းသွားတော့မှာပဲ။ နှွေเจ้าပိတ်ရင်ပြန်လာအောင်မှမလားသမီးမသေးချာသေးပါဘူးဆရာမရဲ့လာလဲလာချင်တယ်လာလဲမလာချင်ဘူးဟိုတနေ့ကလည်းဝေးလေကောင်းလေလို့သမီးပြောသွားသေးတယ်အဖွားနဲ့နေရတာအဆင်မပြေဘူးလားအဖွားကတော့သမီးရဲ့အမေပါ ခုပြန်လာတာလေအဖွားတန်ရောစင်ကြောင်းပါနှုတ်မို့ဆိုရင်နှင်းချယ်ရီကအောက်နှုတ်ခမ်းကိုအသာဖိကိုက်ပြီးအတန်ကပြောရင်းနဲ့တိမ်ဝင်သွားတယ် ကလေးမပါများစိတ်ထိခိုက်เสียရှိလိုပါလေ။ဆရာမကတမီးကိုစိတ်ကူပေးတဲ့ဆရာမတမီးမှာတခြားပြောစရာလူလည်းမရှိဘူးအဖွားကိုလည်းမပြောချင်ဘူး။ဘာများလဲတမီးရဲ့ဒီနေ့စေခန်းလူနာရှင်းပါတယ်။တမီးမှာ စိတ်ပင်ပန်းเสียရှိရင်တို့ကိုပြောလို့ရပါတယ်။တမီးကောင်လေးကဒီမျိုးကပဲဆရာမသူလဲဝင်ထမ်းမယ်ဌာနချင်းတော့မတူဘူး။သူ့မိဘတွေကိုဆရာမသိချင်သီးမှာ။ ဌာနမတူလဲဝန်ထမ်းအချင်းချင်းဆိုတယောက်တယောက်နားလဲပေးလို့ရတာပေါ့အဲ့ဒါဘာဖြစ်လို့လဲသမီးသမီးတို့ကြိုက်တာ၃နှစ်ကျော်ပြီဆရာမဒီဆေးတွေမတောက်ခင်သေးကပဲသူကယူကြဖို့ပြောနေတာသမီးကကျမရေမကောင်းမှုဆိုပြီးစောင့်ခိုင်းထားခဲ့တာခုချိန်ထိပဲဒီဆေးတွေတောက်နေတာသူသိလား TV ယောဂကုခဲ့တာကတော့သူသိတယ် ARD တောက်နေတာတော့သူမသိဘူး ။တမီးကိုသူတကယ်ချစ်ရင်နားလည်ပေးမယ်ထင်ပါတယ်။ဖွင့်ပြောချင်ရင်ဘယ်လိုလဲတမီးရဲ့။တမီးမပြောရဘူးဆရာမ။သူတမီးကိုအထင်သေးသွားမှယွန်ရှာမုန်းတိသွားမှကြောက်တယ်။သူကတမီးမှဒီယောဂကြီးရှိနေမှမသိရှာဘူး။ကိုဝင်ရရင်ဝါလာမှယောက်ျားမြင်မြန်ယူလိုက်လို့စနေသေးတယ်။နှင်းချယ်ဒီကပြောရင်လည်းမျက်ရည်တွေတွေကြတို့မှအပြစ်တစုံတရာမရှိပါပဲကန်ဆိုးစွာနဲ့ဒီယောဂကိုရလာခေရှား ကိုကလော်မာလို့ဖြစ်တာမှမဟုတ်ပဲကွယ်လှုပ်ဝက်ထားရင်နောက်တစ်ချိန်တိသွားတဲ့အခါအပြစ်တင်ခံရမယ်တမီးတစ်ခါတလေစဉ်းစားတယ်အမေတမီးကိုမမွေးခဲ့ရင်ကောင်းမှာလို့အတန်ကြာငိုရှိုက်နေပြီးမှသူမဆက်ပြောတယ်တခြားယောဂဘာပဲဖြစ်ဖြစ်ပြောလို့ကောင်းသေးတယ်ခုတော့တမီးရှက်လို့ဘယ်သူမှမပြောဘူးအဖွားတော်တမီးကိုသူ့လိုတီဗီဆေးတောက်ရတာပဲတိတာ ပုံမှန်အစေးတောက်ရင်အများနည်းသူကြက်ကြက်မမနေနိုင်ပါရဲ့ကွယ်။ကိုလိုစေးတောက်နေရတဲ့ဘဝသူတွေလည်းရှိပါတယ်။စိတ်ဓာတ်မကြပါနဲ့။တမင်းမဒီယောဂါရှိမှန်သိသွားရင်သူ့ကိုယောဂါကူးပြီလားလို့သူတွေးကြောင်းနေမှာဆရာမ။ယူဖြစ်ရင်လည်းယောဂါကူးဆက်မှာဆိုတဲ့စိတ်ကြီးနဲ့အဆဆသတိထားနေရတော့ကြာရင်သူစိတ်ပြတ်သွားမယ်ထင်တာပဲ။တမင်းပြောတာလည်းမှန်ပါတယ်။တချို့ယောဂါရှိသူနဲ့တရားရိပ်တာအတူဝင်ဖူးသူတွေတောင်တွေးကြောက်ကြသေးတာ။ ယောဂရှိသူကိုကိုက်တဲ့ချင်တို့ဂျပိုးတို့သူတို့ကိုကိုက်ရင်ယောဂကူးမလားလို့မေးတတ်ကြတယ်။ဒါဖြင့်အဲ့ဒီနဲ့မကူးဘူးလားဆရာမ။မကူးပါဘူးကွယ်။လင်များ မကူးဆက်အောင်လဲကာကွယ်လို့ရပါတယ်။ကိုနှုံးသုံးတဲ့နီလာဆရာမ။ ART ဆေးပေးတဲ့ဆရာဝန်ကတမီးကို ပြောထားလို့သိပါတယ်။ဒါပေမဲ့သူက ခလေးလိုချင်ပါလေ။တမီးကတော့လိုချင်ပေမဲ့မယူရဲဘူး။ တမီးလိုယောဂပိုးပါလာတဲ့ကလေးမျိုးမွေးလာမှာဆိုတယ်။ဆေးပညာကအရန်တိုးတက်နေပြီတမီး။ HIV ပိုးရှိမိခင်ကမွေးလာတဲ့ကလေးကိုယောဂမကူဆက်အောင် တားဆီးကာကွယ်လို့ရနေပြီလေ။ PMCT စီမံချမ်းလို့ခေါ်တယ်။နှင်းချယ်ရီကကို့စပွဲပေါ်ကအိတ်ခွန်လေးကိုဆက်ပြီးခောက်လို့မရတော့တဲ့အထိတတိလေးဖြစ်အောင်ခောက်ရင်းအတန်ကြာငြိမ်နေတယ်။သူ့စိတ်ကိုပလတ်စတစ်အိတ်ခွန်လေးပေါ်နှိမ့်မြုပ်ရင်းစိတ်ငြိမ်အောင်စူးစမ်းနေလားမသိဘူး။ တခါတလေသမီးစဉ်းစားတယ်ငါဟာအသက်ရှင်ဖို့ဆေးတောက်တာလားဆေးတောက်ဖို့အသက်ရှင်နေတာလားလို့နေ့ရှိလာများဆေးကူးရတဲ့လူနာတချို့ဟာဆေးမတောက်တော့ပဲဘဝကိုလက်မြအရှုံးပေးသွားတတ်ကြတာမို့သူမကိုအားပေးစကားတွေအများကြီးပြောဖြစ်သွားတယ်လူဘဝရခဲတာသမီးလည်းကြားဖူးမှာပါအသက်ရှင်ဖို့အသက်ရှင်ဖို့ဖြစ်တဲ့နည်းနဲ့စ조사ရမှာပေါ့သမီးခုသမီးဆေးမှန်မှန်တောက်တော့ကြားမရည်တိတိတတကောင်းလာတယ်မို့လား မကြားမှလို့ခဏခဏခွင့်ယူရတာမျိုးမရှိတော့ဘူးအာကျုံမှန်တဲ့ပြောနေတဲ့ကိုကို အာနာဟန်သူရဲ့ခေါင်းငုတ်ထားရကမော်ကြည့်လာတယ်ခုဆိုသမီးဝါသနာပါတဲ့အလုပ်ကိုကောင်းကောင်းလုပ်နိုင်တယ်ကုသိုလ်ကောင်းမှုတွေလည်းလုပ်နိုင်တယ်သမီးလည်းအကျိုးရှိအများလည်းအကျိုးရှိဟုတ်တယ်မို့လားဟင်သူများတွေကတော့စေမတော့ပဲကြားမှကြားတယ်သမီးကြတော့နေ့တိုင်းကြီးတောင်းနေရတယ် နင်းချက်တွေကဆေးတော့ရတာညင်းခွေတဲ့ပုံစံနဲ့ကလေးတယောက်လိုပြောရှာတယ်။ပြောပါစီလေ။သူခမများမိသားစုဆရာဝန်ဖြစ်တဲ့ကိုနဲ့တွေ့မှရင်ဖွင့်ရရှာတာကို။အမဲကြားမာတဲ့လူရယ်လို့ပဲရှိမလဲသမီးရဲ့။ခန္ဓာကိုယ်ဆိုတာဖောက်ပြန်တဲ့အမျိုးပဲ။ငါမှဆေးကူးရကျိုးနဲ့တဲ့ယောဂဖြစ်တာတော်ပါသေးရဲ့လို့တွေ့ရမှာ။ကိုယ်စကားကြောင့်နှင်းချက်တွေကရည်ချင်တယ်လို့နည်းနည်းပြုံးသွားတယ်။ ဆရာမကကြကြဖန်ဖန်ပြောတတ်တယ်။အဟုတ်ပြောတာသမီးရဲ့တချို့ငွေကုံရကြုံမနဲ့ပဲစုံပါသွားကြတဲ့ကင်ဆာတွေဘာတွေသမီးကြားဖူးတယ်မို့လား။ခုသမီးယောဂါကဆေးဖို့တပြားမှမကုန်ပဲညစဉ်ဆေးတောက်ယုံနဲ့လူကောင်းနဲ့မချာသွားနိုင်လာနိုင် လုံးနိုင်ကြိုင်နိုင်။သူမကမူလယောဂအပြင်စိတ်ကြယောဂဖြစ်သွားမှဆိုလို့ကို့မှာထမင်းအစာခံပြီးပြောလိုက်ရတာအမော။နောက်ပြီးစီးချိုတွေးတို့ နှလုံးအတက်ယောဂါခေါင်းအစစ်နာ အရေပြားလေးဖက်နာဆေးဆွဲတောက်ရတဲ့ယောဂါတွေအများကြီးပဲတမီးတယောက်တည်းမဟုတ်ဘူးလေပြောတာပြောရအမောတာအဖတ်တင်ပဲပုံနှင်းချယ်ရီကအာသက်တရောရှေဟံမပြားအိတ်ခုံလေးကို ဖြန့်လိုက်ခေါက်လိုက်ခုတ်တပီးပြန်လာတော့သူနဲ့တွေ့ပြီပြီမို့လားတွေ့တော့တွေ့ပါတယ်ဒါပေမဲ့သူနဲ့လမ်းခွဲဖို့စဉ်းစားနေလို့နှစ်ယောက်တည်းမတွေ့အောင်တမီးရှောင်နေလိုက်တယ် ခုတို့နဲ့ဆွေးနွေးသလိုသူ့ကိုအားလုံးဖွင့်ပြောပြီးသူ့ကိုပဲဆုံးဖြတ်ခွင့်ပေးလိုက်ရင်မကောင်းဘူးလားသမီးသူကနောက်ဆုံးမယ်ဆိုလဲစုပ်ပလိစီသမီးဒီကိစ္စတအုံနှွေးနှွေးဖြစ်စရာမလိုတော့ဘူးပေါ့သမီးမဒီယောဂကြီးရှင်းမှမသိလို့သူ့အချစ်ကိုလက်ခံခဲ့တာပါ သမီးသူ့ကိုတကယ်ချစ်ခဲ့တာပါ သမီးနဲ့လမ်းခွဲပြီးသူတခြားတယောက်နဲ့ယူသွားမှကိုတွေးကြည့်လိုက်ရင်အယမ်းပင်ပန်းနဲ့ဆရာမဒါကြောင့်သမီးအဝေးကို သမီးအပြောင်းရှောက်ခဲ့တာ။ အပျော်ကြီးလို့ဖို့တော့လွယ်လွယ်မဆုံးဖြတ်နဲ့နော်မိမဖြစ်ဖြစ်ယောက်ျားဖြစ်ဖြစ်တယောက်တည်းသမားတွေဟာအိုမင်းမဆွမ်းဖြစ်လာရင်တအားဒုက္ခဖြစ်တာကောင်းအေးအေးထားပြီးစဉ်းစားဘဝကိုလွယ်လွယ်အရှုံးမပေးနဲ့နော်သမီးနှင်းချယ်ရီကလေတံပြော့လေးနဲ့ဟုတ်ဆရာမသမီးကိုခွင့်ပြုပါအောင်သမီးဖုန်းဆက်ရင်ခြင်ပေးအောင်နော်ဆရာမနှင်းချယ်ရီပြန်သွားပြီးနှစ်ဖက်ကန့်ကြတော့တနေဝဲဟယ်လိုဆရာမလား တမီးပါဆရာမအလုံများနေလားမများပါဘူးကွယ်ပြောပါဆရာမကိုတမီးလာနှုတ်ဆက်တဲ့ညနေကတမီးသူနဲ့တွေ့ခဲ့တယ်တမီးကအိမ်တော်ပြုတ်ချင်စိတ်မရှိဘူးတီလာရှင်ဝစ်ချင်လဲဝတ်မှာမို့တမီးကိုမဆောင်ပဲကြိုက်တဲ့သူနဲ့တွေ့ရင်ယူလိုက်ပါလို့ပြောလိုက်တယ်စိတ်မကောင်းစရာကွယ်စိတ်မကောင်းမဖြစ်နဲ့ဆရာမတမီးအခုနေလို့ပေါ့သွားပြီသူ့အတွက်လည်းမပူရတော့ဘူးမရသေးတဲ့ကလေးအတွက်လည်းမပူရတော့ဘူး ခုလိုကိုးခန္ဓာကိုနိုင်တဲ့အရွယ်မှာတော့ဟုတ်တာပေါ့သမီးရဲ့အသက်ကြီးလိုက်ရင်အထီးကျလာမှာဆရာမရဲ့စေတနာကို သမီးသိပါတယ်ဒါပေမဲ့ယူပြီးမှအဆင်မပြေဖြစ်တာတဲ့ဆိုင်ရင်စကလေးကမယူဘဲနေတာကောင်းမလားလို့သမီးရဲ့စိတ်ကူးအိမ်မက်ထဲကရင်သွေးလေးကိုလည်းမွေးကလေးကစေးတောက်ရတာမျိုးမဖြစ်စေချင်ဘူးနေ့တိုင်းစေးတောက်ရတာကိုသမီးမုန်းတယ်သမီး ART တောက်နေရကြောင်းသူ့ကိုပြောလိုက်ပြီလား မပြောဘူးတမီးဘယ်သူ့ကိုမှမပြောချင်ဘူးဘယ်သူ့ကိုမှလည်းမသိစေချင်ဘူးဘယ်သူ့မှမပြောချင်ဘူးဆိုပေမဲ့စေးယုံစေးခန့်သွားရင်ဆရာဝန်ကိုပြောရမယ်နော်တမီးဟုတ်ဆရာမတမီးကအပြိုကြီးပဲလောက်တော့မယ်လို့ဆုံးဖြတ်လိုက်ပြီပေါ့နော်ဟုတ်တယ်ဆရာမတမီးရဲ့ကန်စားတာကဒီတိုင်းပါတယ်ထင်ပါရဲ့ဆရာမစကားနားမထောင်တဲ့တမီးကိုခွင့်လွှတ်ပါဆရာမရဲ့ လင်းချယ်တွေကရှိုက်တန်တဝက်နဲ့စကားကိုအဆုံးသတ်ပြီးအရင်ဖုံးကြသွားလိုက်တယ်။တမီးအခုနေလို့ပေါ့သွားပြီဆိုသူကဘာကြောင့်ငိုပါလဲ။တောင်းနှစ်ကြော်တွဲခဲ့တဲ့ချစ်သူကိုဆွန့်လွှတ်ရတဲ့အသေးမနာဘဲပဲခံနိုင်ပါမလဲ။တနာစရာနှင်းချယ်ရီနှင်းချယ်ရီလိုယောဂရှိသူတွေချစ်သူနဲ့ပေါင်းဖက်ပြီးဆွန့်ဆွန့်ဆဆကလေးယူကြသူတွေရှိပေမယ့်ကို့မှာသူမရဲ့ဆုံးဖြတ်ချက်ကို လေးစားယုံမှတပါ။ န့်စင်သူမရှိလဲပယံထက်မှာ cherry တွေလှမြဲလှဝေမြဲဝေပါစေဆုတောင်းရင်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူအင်ဂျင်ကတာရေးသားထားတဲ့နှင်း cherry ဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်